ာနေရာတည်မှရှိကြတဲ့မြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမများအားလုံးအာမင်္ဂလာပါလို့ဆိုတာနှုတ်ဆက်ပါရစေ။အဲကျွန်တော်တို့ဒီဗမာမျိုးသားဒေါ်လာရဲ့တက်မတော်အနေနဲ့2025ခုနှစ်မှာလဲဒေတာနဲ့လူထုအကျိုးကိုဆက်လက်တည်ဖို့ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ဒါတိုက်ရဲ့လိုအပ်နေတဲ့ဗဏ္ဍာငွေအတွက် Project 2025ဆိုပြီးတော့ campaign လေးတစ်ခုကိုပြီးခဲ့တဲ့ March 9ရက်နေ့ကနေစပြီးတော့ခုဒီ ဇွန်လ9ရက်နေ့အထိရည်ရွယ်ပြီးတော့သုံးလတာပြုလုပ်ခဲ့တာရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ပြင်ချင်တော့အလုံးသိတဲ့အတိုင်းပဲငလျင်ဘေးနဲ့ဂျုံခဲ့ရအဲ့ဒီမှာမက်လာ28ရက်နေ့ကနေစပြီးတော့ကျွန်တော်တို့ဒီဧပြီလ16ရက်နေ့အထိဒီကမ်ပိန်းကိုကျွန်တော်တို့ဒါလူလူရဲ့ပေတုကအရှိရှိပြီးတော့အရှိဆိုင်လိုက်တာရှိတယ်ဗောနော်တစ်ဖက်မှာလည်း ဲ့လို project ရဲ့ကာလာတဲ့ကနေရွှေဆိုင်းရလိုက်ရတာရှိသလိုတစ်ဖက်မှာလည်းဒါဒေါ်လာရဲ့ကာလာ၄နှစ်ကျော်ကြာမြင့်လာတဲ့အခါမှာအဓိကပါဝင်နေကြတဲ့အဖြစ်ပေးနေကြတဲ့လူလူတွေရဲ့ပြန်မှန်းမှုနောက်ပြီးတော့အခြားအခြေအနေအမျိုးမျိုးကြောင့်ရောပေါ့နော်ကျွန်တော်ဒီ campaign မှာ project ပါစံရရှိမှုတော်တော်လေးနည်းနေသေးတာတွေ့ရတယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့အနေနဲ့အဲ့ဒီဟာလေးကိုပြန်ပြီးတော့အစားထိုးဖို့ပေါ့နော်ဟို project person လေးလက်တက်လာဖို့ပေါ့အနည်းဆုံးတော့90ရာခိုင်နှုန်းမဟုတ်တော့မှ45လောက်ရောက်လာဖို့ရအတွက်ဒီဇွန်လ30ရက်နေ့ထိ project ကာလလေးကိုတုံ့ပြန်တတ်မှတ်ဖို့ရှိပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒိုင်းနာညီကောင်မမတွေနောက်ပြီးတော့ဒီဩဇာဘတ်မေတ္တာစုဝင်တွေအကျိုးစားပြီးတော့ဒီတုံ့ပြန်လိုက်တတ်မှတ်လိုက်တဲ့ကာလလေးမှာ project person လေးကို40 45လောက်ထိတက်လာအောင်ဒါဝိုင်းဝန်းကူညီပေးချဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံပါတယ်ကျွန်တော်တက်ဖွဲ့အနေနဲ့လည်းပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာပဲလူတို့စီကို campaign တွေပြုလုပ်တောင်းခံခဲ့တဲ့မြတ်ကောင်းမွန်တဲ့စူးစမ်းအားထုတ်မှုကိုတော့ထိုက်ထိုက်တန်တန်လုပ်ပြခဲ့တာကြည့်ပါမယ်ဒါဟာအခုဆိုလို့ရှိရင်လည်းပုံမှန်လည်းလင်းပြောရရင်ကျွန်တော်တို့ခါတိုင်းပြောနေကြနိုင်ငံရေးစကားလုံးနေနိုင်ငံရေးဟောဟာတာတွေ ဖယ်ပြီးပြောရမယ်ဆိုရင်တော့မှဒီ2025မှာပဲဖြစ်ဖြစ်ပေါ့နော်ဒီနောက်ကျွန်တော်တို့လိုအပ်တဲ့ပန်းနိုင်မြောက်သိခင်မှာပဲဖြစ်ဖြစ်အဲ့ဒီဒေတာနဲ့လူလူရဲ့အကျိုးစီးပွားအတွက်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းသွားမှာဖြစ်ပါတယ်ပန်းနိုင်ဆိုတဲ့နေရာမှာလည်းအခုနံပြောသလိုနိုင်ငံရေးစကလုံးတွေဖယ်ပြီးတော့ရှင်းရှင်းလေးပြောမယ်ဆိုရင်ကျွန်တော်တို့ဒေတာနဲ့လူလူရဲ့အကျိုးစီးပွားပါပဲအမူလကတော့နိုင်ငံအဆင့်ထိကျွန်တော်တို့အားလုံးနဲ့တသားတဲ့ ဒါမျိုးမှန်စ조사ခဲ့ပြီမယ်လို့အချို့နေရာတွေကသူ့နေရာနဲ့သူဒါပြည့်စုံလုံလောက်တမျှနေပါဖြစ်သွားပြီပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒါရှုပ်ထွေးနေတဲ့နိုင်ငံရေးပေါ့နော်လမ်းစဉ်တွေအမျိုးမျိုးပြောင်းလဲနေတဲ့နိုင်ငံရေးအအသွန်သဏ္ဍာန်တွေအမျိုးမျိုးခံမှန်းရခတ်နေတဲ့နိုင်ငံရေးမှာကျွန်တော်တို့တမေယိုးကြအခြေအနေတွေကိုဖယ်ရှားပြီးတော့ကျွန်တော်တို့ဒေသနဲ့လူထုရဲ့အကျိုးစီးပွားအတွက်ဆက်လက်စ조사သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒါ ရောဂျီဂျီနဲ့ကျွန်တော်တို့ဗမာမြို့သားဒေါ်လာရင်တမရုံကိုပံ့ပိုးပေးစေလို့ပါတယ်ကျွန်တော်တို့အနေနဲ့လည်းဒါရကင်ရှိကြရလို့လူပံ့ပိုးကူညီမှုအလေလွတ်လုံးဝမရှိအောင်ကြိုးစားပြီးတော့အသုံးပြုခဲ့တာရှိပါတယ်အဲ့ဒီမှာအချိန်နေရကျွန်တော်တို့ဟာကိုတက်ကိုတိဆောက်ဖို့ထက်လူလူရဲ့အခက်ခဲနဲ့လိုအပ်ချက်ကိုပဲရှေ့ရှုခဲ့ရတဲ့အတွက်တက်ရဲ့လိုအပ်ချက်တွေလည်းအဲရှိနေခဲ့တဲ့အခါမှာဒီကနေ့မှာတော့ကျွန်တော်တို့တွေဟာတစ်ဖက်က ကျွန်တော်တို့လိုချင်တဲ့ဒေတာနဲ့လူတို့အကျိုးစီးပွားကိုဟိုရအောင်ရှာဖွေရင်တစ်ဖက်မှာလည်းကျွန်တော်တက်ရဲ့အာကျင့်ဝတ်ကောင်းမှုမှုစီကံတည်ဝတ်မှုအမိန့်နာခံတတ်မှုစည်ရစည်သွေးပြေဝမှုတွေကိုအာကျွန်တော်တို့အကောင်းဆုံးသူတို့ဒိတ်ဒိတ်နဲ့အကျိုးစားပြင်ဆင်ထားတာရှိပါတယ်။တစ်ဖက်မှာလူတို့ရဲ့အားဖြည့်ကူညီမှုနဲ့ဖြစ်တင်ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်လာမယ့်အနာဂတ်မှာအာကျွန်တော်တို့လူတို့တို့အများကြီးလှုပ်ပေးနိုင်တာတွေရှိလာလိမ့်မယ်လို့ယူဆပါတယ်။ဟိုကျွန်တော်တို့အနေနဲ့က ထပ်ပြီးတော့ပြောလိုတာကတော့သမယိုးကြနိုင်ငံရေးတွေကနေဖောက်ထွက်ပြီးတော့အ ਨੇ ဆုံးတော့ဒေတာနဲ့လူလူရဲ့အကျိုးစီးပွားကိုကျွန်တော်တို့အကောင်စူးစားအကောင်ဆုံးစူးစားပြီးတော့ BNI အနေနဲ့ဒါတာဝန်ခြေပေါ်ဖဏိပေးသွားမှာဖြစ်တယ်ဆိုတာလည်းကျွန်တော်အနေနဲ့ထပ်လောင်းပြောလိုပါတယ်ဆိုတော့ဒီအဲကျွန်တော်တို့တို့ချက်ပြုလုပ်မဲ့ဒီ project ကာလာလေးမှာ အနည်းဆုံးတော့40 45ရာခိုင်နှုန်းလောက်ထိတိုးတက်လာအောင်ကျွန်တော်တို့ရဲ့ဦးစားဘက်တွေစူးစမ်းပေးပါအောင်လလမီယာလေးတွေလည်းရှင်ကူပြီးတော့ဒါလေးကိုလှုံ့ဆော်ပေးပါအောင်လို့ကျွန်တော်အနေနဲ့အမေတ္တာရက်ခံလိုပါပဲကျွန်တော်တို့တစ်ဖက်မှာလည်းဒါအကောင်းဆုံးစူးစမ်းသွားမှာဖြစ်ပါတယ်ရှင်းပါလဲမာမိတ်တွေနဲ့ပေါင်းပြီးတော့တက်နိုင်နဲ့မြကျွန်တော်တို့ဒေတာအသီးသီးအပေါ်မှာတာဝန်ချေပွန်ရင်ကိုယ့်ကိုယ်ကိုလည်းအရေးသွေးတည်ဆောက်ရင်းနဲ့ပြင်ဆင်ထားပြီးဖြစ်ပါတယ်ဆိုခဲ့တယ်လို့ပေါ့နော်လူလူရဲ့ ပံ့ပိုးမှုနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့အနာဂတ်မှာအကောင်းဆုံးကျွန်တော်တို့နိုင်ငံကျွန်တော်တို့ပြည်သူပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့လက်လမ်းမြာဒေသတွေအတွက်ကြိုးစားသွားမယ်ဆိုတာလည်းတည်ပြီးပါတယ်အဲ့တော့အာ PNI ကိုဆက်လက်ယုံကြည်ပြီးတော့ဝန်ရအားပေးကြဖို့ဒီတို့မြင်တတ်မှတ်လိုက်တဲ့ကျွန်တော်30ရက်နေ့အထိဆက်လက်ပြီးတော့ဒါလူလူရဲ့ပံ့ပိုးမှုကိုတောင်းခံသွားမယ်ဒီ project လေးမှာ project version လေး အနည်းဆုံး45 40 45လောက်တက်လာတဲ့အထိအားလုံးဝိုင်းဝန်းကူညီပေးကြပါလို့အဲကျွန်တော်ပြည်သူလူထုနဲ့တပ်ဖွဲ့ဝင်ရဲဘော်အသီးသီးရဲ့ကိုစားမြေတားရက်ခံတိုက်တွန်းလိုက်ရပါတယ်အားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးချမ်းမြေ့ပြီးတော့အာပေးပြရဝေးပါပါစေအားလုံးရဲ့ဆန္ဒတွေမကြခင်ကာလမှာပဲဆိုင်ဆိုင်မြန်မြန်ရယူပိုင်ဆိုင်နိုင်ကြပါစေဆုမွန်ကောင်းတောင်းပါတယ်